်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အစီအစဉ်နေကြောင်းသတင်းတွေထွက်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးရသတင်းအရာနိုင်ငံတွင်းအတွင်းသို့မဟုတ်နိုင်ငံခြားသတင်းဌာနများမှရခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်အားစေုပ်ချုပ်ရေးအစိုးရဘက်မှပြန်လှုပ်ပေးဖွယ်ရှိနေကြောင်းအပြောအဆိုများထွက်ပေါ်နေပါတယ်ရှင်တဲ့ရင်သည့်မြန်မာနိုင်ငံ၏နိုင်ငံရေးအနာဂတ်အတွက်အရေးပါသည့်တစ်ခုဖြစ်ပြီး သုံးနှစ်ကျော်ကြာမြင့်လာသောနိုင်ငံရေးဖိနှိပ်မှုများအပြီးတွင် အပြောင်းလဲအသည့်တစ်ခုဖြစ်လာနိုင်ကြောင်းသုံးသက်သူများကထောက်ပြနေကြပါသည်ဒေါအောင်ဆန်းစုကြည်အောင်ဖန်စီအချင်းချချင်းကာလအတွင်းနိုင်ငံတကာအဖွဲ့အစည်းများအနောက်နိုင်ငံအစိုးရများနှင့်လူခွင့်ရေးအဖွဲ့များမှလွတ်မြောက်ရေးတောင်းဆိုမှုများညှားစွာရှိခဲ့သည်ထူထူသောဖိအားများသည့်စေအုပ်ချုပ်ရေးအစိုးရပေါ်လုံဆောင်မှုတစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်ပြီးလက်ရှိတွင်နိုင်ငံရေးအပူအအေးတုံ့တက်မှုများအတွင်ပြန်လွတ်မြေအခြေအနေဟုအချို့သောသတင်းချက်လက်များထုတ်ဖော်လာသည် လက်ရှိတွင်စေအုပ်ချုပ်ရေးပန်းအနေဖြင့်နိုင်ငံတကာဖွဲ့စည်းများနှင့်ဆက်ဆံရေးများပြန်လည်တည်ဆောက်ရန်အကြံအစီများရှိနေသည်ဟုသတင်းအရသိရှိရပြီးထို့လို့ရှာမှုဤတစိတ်တစ်ပိုင်းအဖြစ်ဒေါအောင်ဆန်းစုကြည်၏အကျဉ်းမှလွတ်မြောက်မှုသည်နိုင်ငံတကာသက်ဆိုင်ရာညှိနှိုင်းမှုတစ်ခုအဖြစ်ပါဝင်လာနိုင်ကြောင်းထင်မြင်ကြသည်နိုင်ငံရေးတုံ့တက်သူအချို့ကလည်းစေုပ်ချုပ်ရေးအစိုးရအနေနဲ့လက်ရှိစစ်ရေးဖိအားများဒေတာအတွင်းစစ်ပွဲအမျိုးမျိုးကြောင့်ထိခိုက်နေသောပုံရိပ်များကိုပြန်လည်ပြင်ဆင်ရန်အတွက် ြည်သူအကြိုက်ပြန်သိမ်းနိုင်သည့်နည်းလမ်းတစ်ခုအဖြစ်ထောင်အောင်ဆန်းစုကြည်လွမြောက်မှုကိုအသုံးပြုနိုင်ကြောင်းဆိုကြသည်ထို့ပြင်နိုင်ငံတကာဖွဲ့စည်းများကလည်းအရေးပါသည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ပါကအကောင်ဆုံးအနေဖြင့်ထုံပြန်ပေးမည်ဟုပြောကြားထားသည့်ပြင်စျေးချိုရေးအတွက်လည်းအပြန်အလှန်အကျိုးရှိလာနိုင်သည်တဖက်တွင်ဒေါအောင်ဆန်းစုကြည်၏အသက်နှင့်ကျန်းမာရေးအခြေအနေကိုထောက်ပြပေးနေသူများလည်းတနည်းအားဖြင့်သက်တမ်းချနေသောအချင်းအခြေအနေကိုပြုပြင်ရန်လိုအပ်ကြောင်းပြောကြားနေကြသည်ထို့သောတော်လည်းစျေးချိုရေးဘက်မှတရားဝင်အတည်ပြုချက်များမရှိသေးတော့လေ နိုင်ငံရေးစီးပွားရေးအမြောက်အများအတွက်လွတ်လပ်မှုကိုအသုံးပြုမိဟုသုံးသပ်မှုများတိုးလာနေသည်လွန်ခဲ့သောနှစ်နှစ်ငယ်အတွင်းစစ်အုပ်ချုပ်ရေးအပေါ်နိုင်ငံတကာဖိအားများပြင်းထန်လာခြင်းတိုက်ပွဲများမပြတ်ဖြစ်နေခြင်းနှင့်အခြားအကြောင်းအရာများကြောင့်စစ်အုပ်ချုပ်ရေးအစိုးရသည်2026ပြည့်နှစ်အတွင်းနိုင်ငံရေးဖွံ့လှစ်မှုတစ်ခုပြုလုပ်ရန်စဉ်းစားနေကြောင်းသတင်းအချို့တွင်ဖော်ပြထားသည်။ထို့အတွင်းတွင်ဒေါအောင်ဆန်းစုကြည်၏နိုင်ငံရေးအခမ်းအနားကိုမဖြစ်မနေပါဝင်လာမည်ဟုအားလုံးခန့်မှန်းနေကြသည်။ အဖမ်းခံရပြီးနောက်ပိုင်းလဲသူမ၏နာမည်နှင့်အသက်ဆိုင်ရာလှုပ်ရှားမှုများသည်ပြည်သူအတွင်းလုံးဝပျောက်ကွယ်သွားခြင်းမရှိပဲအမြဲတမ်းရွေးထွေးနေတဲ့ကဲ့သို့ရှုမြင်ရသည်အဲ့ဒီအကြောင်းကြောင့်မြည်သည့်အချိန်တွင်မဆိုသူမကိုပြန်လွတ်ပေးခြင်းဖြစ်လာပါကနိုင်ငံတနိုင်ငံလုံး၏နိုင်ငံရေးစနစ်ကိုပြန်လည်ထွက်လာစေမည့်စတင်ချက်တစ်ခုဖြစ်လာမည်ဟုထင်မြင်ကြသည်တချို့သုံးသက်သူများကလည်းလွတ်မြောက်မှုအပြီးတွင်တော်လှန်ရေးအဖွဲ့များနှင့်စစ်အုပ်ချုပ်ရေးအကြားညှိနှိုင်းဆွေးနွေးမှုအစဉ်အဆက်တက်လာနိုင်ကြောင်း ဒေါအောင်ဆန်းစုကြည်သည် အစ်စ်အမှန်ညှိနှိုင်းမှုအတွေ့လက်တင်သွင်းနိုင်သူတအုပ်အဖြစ်သုံးနိုင်ကြောင်းဆိုကြသည်သို့သောအုတ်ချုပ်ရေးပတ်အနေနဲ့လည်းဒေါအောင်ဆန်းစုကြည်၏နိုင်ငံရေးအကျိုးသက်ရောက်မှုများကိုစိုးရိမ်နေကြခြင်းကြောင့်လွန်မြောက်မှုသည်အကန့်အသတ်တစ်ခုနှင့်အတူဖြစ်လာနိုင်ကြောင်းလည်းခံမှန်းထားသည်ထိုချက်လက်များအလုံးပေါင်းပြီးမြင်လျင်မြန်မာနိုင်ငံ၏နိုင်ငံရေးအနာဂတ်သည်ကြောင်းလဲလာမည်အချိန်တစ်ခုပေါ်သို့ညွှန်ပြနေပြီးဒေါအောင်ဆန်းစုကြည်၏အကျဉ်းမှလွန်မြောက်ခြင်းသည်ရင်းပြောင်းလဲမှုအတွင်အကြီးအကဲအခမ်းအနားတစ်ခုဖြစ်လာနိုင်သည် နိုင်ငံတကာသည်လက်ရှိအခြေအနေကိုအတိမပြုသေးပေမယ့်မကြခင်အတွင်းအစိုးရဘက်မှအကြောင်းအရာတစ်ခုခုထုတ်ပြန်လာပါက2025နောက်ပိုင်းမြန်မာနိုင်ငံ၏နိုင်ငံရေးမြေပုံသည်ရောင်းလဲသွားနိုင်မည်ဟုသုံးသပ်သူများကခန့်မှန်းနေကြသည်ဆက်လက်ပြီးမြန်မာနိုင်ငံယခုအခြေအနေရောက်ရှိနေရခြင်းမှာစစ်တပ်၏အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွှတ်တော်ခေါ်သည့် NLD ကြောင့်ဟုကြံဖို့ခင်ဤအပြစ်တင်ပြောပြနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် မြန်မာနိုင်ငံအနေဖြင့်ယခုကဲ့သို့အခြေအနေမျိုးရောက်ရှိနေရခြင်းမှာစစ်တပ်၏အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံဘဲအတင်းလွှတ်တော်ခေါ်ရန်ကြိုးပမ်းခဲ့သည့် NLD ကြောင့်ဖြစ်ကြောင်းရပ်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအပြစ်တင်ပြောဆိုလိုက်ပါတယ်နေပြည်တော်ဇေယျတီတီမျိုးနယ်တွင်လာရောက်ခိုလုံနေသောကျန်းဖို့ပါတီအဆက်အနွယ်စစ်ပေးရှောင်များကိုထောက်ပံ့ကူညီမှုများပေးနေသည့်အခမ်းအနားတွင်ခင်ကြီးကထို့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည်စစ်ပေးရှောင်ရသည့်အကြောင်းရင်းကိုတိကျစွာပြန်စင်စားကြည့်ရင်2020ရွေးကောက်ပွဲမတိုင်မီကာလနိုင်ငံတော်ဝန်အလွန်အေးချမ်းခဲ့ကြောင်း ထို့ရာတွင်2020ရွေးကောက်ပွဲအပြီးစစ်တပ်၏အကြမ်းကြိမ်ညှိနှိုင်းမှုကိုလက်မခံခဲ့ပေလွှတ်တော်ကိုစွပ်ခေါ်ယူရန်ဂျိုးပန်တီအာနာရှိအဖွဲ့အစည်း၏လှုပ်ရက်ကြောင်းယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုဂျက်ဖို့ခင်ကြီးကဆိုပါသည်ကျန်ဖို့ခင်ကြီးက NLD ဟုတိုက်ရိုက်အမည်မတက်တော့လေတရခမ်းမှာရင်းအချိန်ကအာနာရှိသည့်အဖွဲ့အစည်းဖြစ်သည်ဟုဆိုက NLD ဤစုအတင်းလုပ်မှုကြောင့်ယခုကဲ့သို့အခြေအနေများဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုပြောဆိုပါသည် ပြန်စင်စားကြည့်2020ခုနှစ်ရွှေကောက်ပွဲရွှေကောက်ပွဲမတိုင်မီအချိန်တုန်းကအေးအေးချမ်းချမ်းပဲသွားချင်တဲ့နေရာကိုသွားလို့မရဘူးလားအလူတန်းတွေလုံးလို့မရဘူးလားကလေးတွေကြောင်းပြျော့ပြျော့ရွှေရွှေတက်လို့ရတယ်ကျန်တဲ့အသက်အနည်းရဆိုတာမရှိသလောက်ပါပဲအေးအေးချမ်းချမ်းနဲ့ကျွန်တော်တို့နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အခြေအနေရှိတယ်သို့တော်လည်း2020ရွှေကောက်ပွဲကာလမှာအဲ့ဒီတော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေညှိနှိုင်းနိုင်လောက်ကြဖို့ပြည်လဲစစ်ဆေးဖို့အချိန်ဖန်များစွာတောင်းဆိုပါတယ် သို့တော်လည်းအဲ့ဒီအချိန်တုန်းကအာနာရှိနေတဲ့အဖွဲ့အစည်းကလက်မခံခဲ့ကြပေအတင်းအဓမ္မလွှတ်တော်ခေါ်ဖို့လွှတ်တော်ဖွဲ့ဖို့လုပ်တယ်။လွှတ်တော်ဖွဲ့ပြီဆိုရင်အစိုးရတပ်တန်းတစ်ခုထပ်ဆရာတော့မှာပေါ့။ပြည်သူရဲ့အသေးချာကမဲတပြားဆိုတာကလည်းအထိပယ်မရှိတော့ဘူးပေါ့။အချိန်ချင်းညှိတော့လေအတင်းလုတဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာပါ။တရခံဘသူလဲလို့မေးရင်အဲ့ဒီတုန်းကရှိခဲ့တဲ့အဖွဲ့အစည်းရဲ့အတင်းအာရမဆောင်ရွက်ချက်ကြောင့်ပဲလို့ပြောရမှာပဲဟုချန်ဖို့ခင်ကြီးကပြောဆိုပါလိမ့်။ရှင်းပြင်အန်ဒီတချို့မှာပြပါတို့ထွက်ခွာသွားပြီး မြေပေါ်တွင်လည်းလက်နက်ကင်တိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းထို့ကြောင့်တိုင်းပြည်လက်ရှိအခြေအနေမှာ NLD ကြောင့်ဖြစ်ရခြင်းဖြစ်သည်ဟုခင်ဗျာကဆိုပြန်ပါတယ်။အဖွဲ့အစည်းဝင်တွေအချို့တွေပြပကိုထွက်သွားတယ်။မြေပေါ်မှာလက်နက်ကင်တောင်းကျမ်းသူတွေပေါ်လာတယ်။ကျွန်တော်ပြောသလိုတိတ်တဆိတ်အေးချမ်းတဲ့ကျွန်တော်တို့နေမြေလေးကအကြမ်းဖက်လူတွေကြောင့်လက်နက်ကင်ပြစ်ပခတွေပေါ်လာတယ်။သူတို့ကြောင့်ပေါ်ရတာကျွန်တော်တို့ပါတီဝင်တွေထောက်ကျော်အသက်ခံရတယ်။ရုံးတွေမြောင်များစွာမြှို့ခံခဲ့ရတယ်ဟုခင်ဗျာကပြောဆိုပါတယ်။ မင်းအောင်လိုင်ကလည်းနိုင်ငံလက်ရှိအခြေအနေရောက်ရှိရချက်မှာ NLD ပါတီကြောင့်ဟုမကြခဏဆိုသလိုထုတ်ဖော်ပြောဆိုနေချိန်ကျန်ဖို့ဥက္ကဋ္ဌခရင်ကလည်းရင်းကဲ့သို့အမြင်သဘောတူညီစွာဖြင့် NLD ပါတီကိုအဖြစ်ပို့လာခြင်းဖြစ်ပါသည်။2020ရွေးကောက်ပွဲအပြီး NLD ပါတီကအပြတ်အသတ်အနိုင်ရရှိချိန်တွင်လည်းစစ်တပ်ကဂျာဝင်ရန်နှင့်အာနာသိန်းရန်ကျန်ဖို့ပါတီကဦးဆောင်၍၎င်း၏နောက်လိုက်များနှင့်အတူကြီးညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါသည်။ ဆက်လက်ပြီးမိထီလာတွင်စစ်ကော်မရှင်ကစစ်မှုထမ်းရန်တရက်အတွင်းလူငယ်အယောက်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိထီလာမြို့နယ်မိထီလာမြို့ဘေကန်စီအနီးတွင်ပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့တွင်စစ်ကော်မရှင်ကစစ်မှုထမ်းတပ်သားအင်များစုဆောင်းရန်အတွက်လူငယ်အယောက်20ကျော်ကိုဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။စစ်ကောမရှင်သည်စစ်မှုရန်အပတ်စဉ်18တင်တဲ့အတွက်ရည်ရွယ်ကောင်းနေမြေကန်စစ်ကောင်စီတပ်ဖွဲ့များကဈေးအနီးဖြတ်သွားသည့်လူငယ်များကိုဖမ်းဆီးနေခြင်းဖြစ်ကာ ူငယ်အယောက်20ကျော်ဖမ်းဆီးခံရခြင်းခံခဲ့ရကောင်လက်ရှိတွင်ခလာရ133တရင်အတွင်ဖမ်းဆီးထားကြောင်းတက်တွင်သတင်းရင်းမြစ်များထံမှသိရပါသည်အလားတူပြီးခဲ့တဲ့အောက်တိုဘာ12ရက်နေ့ကလည်းမေထီလာမြို့နယ်အတွင်ကလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်းသိရပါသည်ဒီလိုစီကားတဲ့နေရာတွေမှာစစ်တပ်ကလူဖမ်းတာမျိုးကတက်အပ်ပြောမရဘူး။နေမြေကန်တက်နေရဲ့လိုအပ်ချက်အရလောက်ကြတာ။ဒီလိုလိုလာပြီဆိုရင် ဖိအားပေးခံရပြီဆိုရင်ရတဲ့ဒီနဲ့တွေ့တဲ့သူကိုဆွဲတာမျိုးဟု CDM တက်မတော်သားတအုပ်ကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်ရဲ့နောက်ပိုင်းစစ်မှုရန်တင်နန်းအပတ်စဉ်များတွင်တမတ်လူဦးရေပြည့်မီအောင်ရရှိခြင်းမရှိသည့်အတွက်လူငယ်များကိုရသည့်နည်းဖြင့်ဖမ်းဆီးကာစစ်တင်နန်းပို့ဆောင်နေခြင်းလည်းဖြစ်ပါရယ်ထို့ပြင်စစ်ကော်မရှင်တပ်ဖွဲ့များအနေဖြင့်၎င်းတို့လိုအပ်လာပါကလည်းကာကိတ်ယထာဘူတာများတွင်ကာယထာတို့မှလိုက်ပါလာသည့်လူငယ်စည်ရင်းကိုကြည့်ပြီးဆောင်းဆိုင်ဖန်ဆီးမှုများပြုလုပ်နေကြောင်းပြည်သူ့ရင်ခွင်အဖွဲ့အစည်းထံကသိရပါသည် မုံရွာမြို့နယ်တွင်လည်းစစ်ကော်မရှင်ကအောက်တိုဘာ17ရက်နေ့နဲ့14ရက်နေ့ဇက်တိုက်ဖျားခွဲလာရောက်လဲပတ်သည့်လူငယ်အယောက်40ဝန်းကျင်ကိုဖော်တာဆွဲဖမ်းဆီးထားကြောင်းဒေသခံများထံမှသိရပါသည်။လက်ရှိတွင်စစ်ကော်မရှင်ကပြည်သူ့စစ်မှုထမ်းတင်နန်းအပတ်စဉ်18ကိုဖွင့်လှစ်တင်နန်းပေးနေပြီးအစောပိုင်းစစ်မှုထမ်းတင်နန်းစင်တပ်သားတင်များကိုလည်းရှီရန်စစ်မြေပြင်သို့ဇက်တိုက်ပို့ဆောင်နေကအများစုမှတိုက်ပွဲများအတွင်တေဆုံးခြင်းများဖြစ်ပွားနေကြောင်းသိရပါသည်။